အချင်းရင်းမှာနှွေးထွေးမှု မရှိတော့တာမျိုးတွေကြုံတွေ့နေရပြီလားကျွန်တော်တို့အဆက်ဆက်အချင်းရင်းတွေနဲ့ဖြစ်တန်းနေရပြီလားဒါဆိုရင်တော့ဒီ run လေးကိုဆောင်ထားလို့ရပါတယ်ဒီ run လေးကဘလို့ဘလို့ချင်းနေတဲ့မျိုးမှာဆောင်ထားလို့ရလဲဆိုတော့ကျွန်တော်အဆက်နေတဲ့ဆက်ဆံရေးအဆက်နေတဲ့အချစ်ချစ်သူနှစ်ဦးကြားမှာဆက်ဆံရေးတွေပြန်လည်နှွေးထွေးလာအောင်အချစ်တွေပြန်လည်တိုးပွားလာအောင်အသုံးပြုတဲ့နေရာမှာအသုံးပြုလို့ရပါတယ်လှုပ်တဲ့နေရာမှာအသုံးပြုလို့ရတာပေါ့နော် ပြီးတော့နောက်အထူးသဖြင့်ကျွန်တော်တို့ဒီပြန်လဲထူထောင်ထားတဲ့အခြေအရေးတွေပေါ့ဘလို့ပြန်လဲထူထောင်ထားတဲ့အခြေအရေးဆိုတာဒီခါလေးမှာတစ်ဖက်နဲ့တစ်ဖက်နဲ့အဆင်မပြေလို့လမ်းခွဲပေမဲ့ကျွန်တော်တို့မပြတ်နိုင်လို့ပြန်ပြီးတော့ အခြေတစ်ခုပြန်လဲ relation တစ်ခုပြန်လဲတိဆောက်တယ်ပေါ့နော်အဲ့လိုမျိုး relation တစ်ခုပြန်လဲတိဆောက်ပြီးတဲ့အချိန်မှာအရင်အချိန်တောင်းအတိုင်းမဟုတ်ဘဲနဲ့တုံးနဲ့တူစိမ့်နေတာမျိုးတုံးနဲ့တူအခြေတွေကိုမယုံသင်္ကာတွေဖြစ်နေကြတာမျိုးဒါမျိုးတွေမှာငကိုအချိန်တိုင်းပြန်လဲနှွေးထည့်အောင်အခြေတွေပြန်လဲတိုးပွားလာအောင်လုပ်မယ်ဆိုရင်ဒီနီလန်းလေးကိုတုံးလို့ရပါတယ်ကျွန်တော် YouTube channel လေးဖွင့်ထားပါတယ် အောင်ချမ်းပြည် MIW လို့ရိုက်ရှာလိုက်ရှာလို့လွယ်ပါတယ်ကျွန်တော်ကို subscribe link လောက်ပေးပါအောင်ခင်ဗျကျွန်တော် YouTube channel ကနေအခြေရေးရေရာတွေစီးပွားရေးနဲ့ပတ်သက်တဲ့ရေရာတွေအဲ့ဒါလေးဒီကထားပြီးတင်ပေးမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီ run လေးကိုအသုံးပြုအောင်အသုံးပြုနည်းလေးတရားပြောပြပေးပါမယ် ကျွန်တော်အဓိကတော့ဒီ room ကိုဘယ်လိုအသုံးပြုမလဲဆိုတော့ကျွန်တော်ကဒီ color matching နဲ့အသုံးပြုမှာဖြစ်ပါတယ် color matching ဒီအရောင်တွေရဲ့အစွမ်းတတိကိုလည်းကျွန်တော်အသုံးပြုချင်တာအကြောင်းဖြစ်ပါတယ်ကျွန်တော် color matching အကြောင်းနားလည်ရသူဆိုရင်သိပါတယ်ဒီ color theory အကြောင်းသိရဆိုလဲဒီအရောင်တွေရဲ့အစွမ်းအစွမ်းတတိဘယ်လောက်ဘယ်လိုရှိရဆိုတာနားလည်ရသူတွေဆိုရင်နားလည်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီကျွန်တော်ဒီပုံလေးကိုကျွန်တော်ရဲ့ comment box မှာကျွန်တော်ချပေးထားပါမယ်ကျွန်တော်တို့ကဒီပုံလေးကို mate design နေမှာဒီသွားပြီးတော့ color print ထုတ်ပါမယ် color print လေးထုတ်ပြီးရင်ဒီအောက်မှာကျွန်တော်တို့ကဗာလေးရေးမလဲဆို infinity infinity ပုံစံလေးလည်းတည်ရနော်ပြီးရင်ကျွန်တော်စာစာရွက်ပေါ်မှာကျွန်တော်ဆွဲပြပေးမယ် infinity လေးဆွဲပါမယ် infinity လေးဆွဲပြီးရင်ကျွန်တော်တို့ကကျွန်တော်ရဲ့ချစ်သူနာမည်နဲ့ကိုယ့်ရဲ့နာမည်ကိုရေးပါမယ်ပြီးရင်ဒါလေးကိုကတ်လောင်းကတ်လောင်းပြီးရင်ဆောင်ပါမယ်ဒါဆိုရင်တော့ဒီရေတွေကပြည့်စုံပါတယ်ကျွန်တော်ကအဲ့ဒါလေးကိုလုပ်ပုံလုံးလေးလေးကျွန်တော်ပြောပြပါမယ်အဓိကတော့အခုကျွန်တော်ကဒီ run လေးကို infinity လေးဆွဲပြပေးမှာပေါ့နော်ဒါကျွန်တော် infinity လေးဆွဲပြပေးပါပြီကျွန်တော်တို့ရဲ့ဒီဘက်ဘက်မှာအဲကျွန်တော်ရဲ့ဘက်ဘက်နဲ့ညာဘက်မှာဒီ room လေးဘက်ဘက်ညာမှာကိုယ့်ရဲ့ချစ်သူနာမည်နဲ့ကိုယ့်ရဲ့နာမည်ကိုရေးပါကိုယ့်ရဲ့ဘက်ဘက်မှာကိုယ့်ရဲ့ချစ်သူနာမည်ကိုရေးပါကိုယ့်ရဲ့ညာဘက်မှာတော့ကိုယ့်ရဲ့နာမည်ကိုရေးပါဒါဆိုရင်တော့ကျွန်တော်လုပ်ပုံလုံးလေးလေးရေးပြပေးပြီเนาะ color print ထုတ်ထားတဲ့ဒီ room ဆောင်လေးပေါ်မှာကျွန်တော်အောက်တက်တက်လေးမှာခုနကျွန်တော်ပြသလို့ infinity sign လေးဆွဲပါမယ်ပြီးရင်မိမိจิตူရဲ့နာမည်နဲ့မိ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 ရဲ့နာမည်ကိုရှေးမယ်ပြီးရင်ဒါလေးကိုကပ်ပြန်လောက်ရင်မွေးလေးဆွပြီးတော့စောင်းဒါဆိုရင်တော့ပြည့်စုံပါပြီခင်ဗျဒီရေတရားလေးမရှင်းတာရှိရင်ကျွန်တော်ရဲ့ comment box မှာမေးခဲ့လို့ရပါတယ်ကျွန်တော်တေချာပြန်ဖြေပေးမယ်เนาะကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးပါဦးเนาะမမေ့ပါနဲ့ဗျ